ဘာလက်နက်မှမပါဘဲနဲ့နှုတ်နဲ့ပြောတာတော့မှပဲတဲ့ချီးထွက်ကြအောင်ကြောက်နေကြတယ်ဟုတ်တယ်တကောင်နေတကယ်ကြောက်နေတာတကယ်လည်းကြောက်လည်းကြောက်တင်တယ်လေနော်သူတို့ထိန်းချုပ်ထားပါတယ်ဆိုတော့အေရီယာအတွင်းထဲထိဝင်ပြီးတော့ဒီလိုမျိုးဒါလှုံ့ဆော်သွားတယ်ဆိုတော့သူတို့ဒီဒါကြောက်ကြတာပေါ့လေနော်အဲမှာသူတို့ပေါင်နေပဲရှိတာအဲ့ဒါတော့မှပဲကင်းလှဲ့တာကိုခုနလိုဂျမာကားနဲ့လှဲ့နေရတယ်ပေါ့နော်အဲ့တော့ drone နဲ့ကြေရှားခံရမှာ၄အဲမိုင်းဆွဲတိုက်ခိုက်ခံရမှာ၄ကိုသူတို့လက်ရှိအခြေအနေထိကြောက်နေတော့မယ်ဆိုတဲ့ပုံစံမျိုးလည်းမြင်တွေ့ရတယ်ပေါ့နော် င်္ဂလာပါခင်ဗျာဒီနေ့ကတော့ဒီဇင်ဘာလ9ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တရင်ကောင်းနေရှိတဲ့အားလုံးစိတ်ဝင်စားဖြစ်နေတဲ့မိုးကုတ်ရဲ့အခြေအနေအိုက်ဘက်ချမ်းမှာစစ်ကောင်စီရဲ့စစ်စခန်းတစ်ခုကိုဒလိုင်းအင်အားစုတွေကပူးပေါင်းပြီးတော့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့တဲ့အဲဒီဥစ္စာလည်းပါမယ်ပေါ့နော်ဒါအခြေအနေကောင်းတယ်စစ်ကောင်စီတော်တော်လေးဆိုးရွားနေတဲ့အနေအထားကိုရင်ဆိုင်နေရတယ်ဆိုတဲ့အကြောင်းအဲ့ဒါလည်းပါမယ်ပြီးရင်မန္တလေးမှာဒါဒေါ်ရာဒီစာဆန်းဒါဆန္ဒတပြတယ်ဆန္ဒထုတ်ဖော်တယ်ပြီးတော့ဒါပြည်သူတွေနဲ့အတူတူပေါ့နော် ဒီအနာရှင်ကိုဆန့်ကျင်ဖို့အတွက်ပြောဆိုရတဲ့အပေါ်မှာပေါ့နော်စစ်ကောင်စီမကြင်မနက်ဖြစ်ပြီးတော့ဒီမန်လေးတိုင်းတိုင်းမှုကနေဒီနေရာကဒါဈေးဆိုင်တွေကိုဖျက်ဆီးတာတွေပြည်သူတွေကိုချိန်ချောက်တာတွေလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းစစ်ကောင်စီရဲ့နောက်ွယ်ကကိစ္စတွေပေါ့ဗျာအဲဥစ္စာတွေလည်းဒါကျွန်တော် ပြောကြမယ်ပြီးတော့ဒါတဲရေးဘွေ159တက်ကတဲရေးဘွေဒါခုခံလို့ဆိုပြီးတော့အသက်မရှင်တော့တဲ့ဖြစ်စဉ်ဒါရေးလည်းပါမယ်ပေါ့နော်အဲ့တော့ပထမဆုံးတော့ကျွန်တော်ဒါမန်လေးဒါချမ်းကြီးတာဆန်မြို့နယ်တဲက ဖြစ်သွားတဲ့ဖြစ်စဉ်ပါเนาะအဓိကတော့ဒီဇင်ဘာ3ရက်နေ့မှာဒေါက်တာတီဇာဆန်းဥဆောင်ပြီးတော့ဆန္ဒပြခဲ့တာကိုအားလုံးလည်းမြင်တွေ့ကြလိမ့်မယ်ဒါအားလုံးလည်းဂျင်းနဲ့အားရကြလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဒီလိုနေရာမျိုးတွေကိုသွားပြီးတော့ဆန္ဒဖော်ထုတ်နိုင်ခဲ့တဲ့အပြင်ပေါ့เนาะဒါစစ်ကောင်စီရဲ့အရှိုက်ကိုတည့်တည့်ထိုးနိုင်ခဲ့တယ်ဆိုပြီးတော့လည်းပြောဆိုနေကြရရှိတယ်ဘာကြောင့်လဲဆိုတော့ဒါအဲ့လိုမျိုးဆန္ဒထုတ်ဖော်နေတဲ့အချိန်မှာမင်းအောင်လိုင်ကပြင်ဦးလင်ပါအဲပြင်ဦးလင်ပါရောက်ပြီးတော့တင်းတန်းစပွဲပုံစံမျိုးသူကဒါတက်ရောက်နေတာပေါ့เนาะအဲဒါကြောင့်မို့လုံချိုရေးတေချာပေါက်တင်းတင်းကြက်ကြက်ချထားတာ ။ဘာကြောင့်လဲဆိုတော့မန်လီတိုင်းတိုင်းမှုကလည်းဒီဟာနဲ့ပတ်သက်လို့အသေးစားပေါက်သူကအဆူဆဲခံရမှာလေ။ဒါကြောင့်လုံခြုံရေးအတင်းကျပ်ထားရတဲ့ဂျားတွေကနေပြီးတော့မှအခုလိုမျိုးလုံနိုင်ကြတာဖြစ်တယ်ပေါ့နော်။အဲ့တော့ပြောရတဲ့စကားတွေကကျတော့အဓိကဒါမင်းအောင်လှန်အာဏာသိမ်းပြီးတော့မတရားအုပ်ချုပ်ခဲ့တဲ့ကာလအတွင်းတိုင်းပြည်ကကြက်တဲသွားတဲ့အကြောင်းအာလုံးဝပြလူမှုရေးစီးပွားရေးဘာညာအကုန်လုံးပေါ့နော်လုံးဝအဝေးစီးတီထိုးကြသွားတဲ့အကြောင်းပြင်တာပြည်သူတွေဒုက္ခရောက်ခဲ့ရတာတွေကအဓိကတရားခံကမင်းအောင်လှိုင်ဖြစ်တယ်အဲလူမှုရေးစီးပွားရေးဒါကခုနပြောလို့ပေါ့နော် ညအကုန်လုံးကြက်တဲကုန်တဲ့အကြောင်းတွေပြီးရင်ဒါပြည်သူတွေဒုက္ခရောက်တဲ့အကြောင်းတွေနိုင်ငံကဆုတ်ပြတ်သက်သွားတဲ့အကြောင်းတွေဒါတွေရဲ့အကြောင်းတွေရဲ့တရားခံကမင်းအောင်လှိုင်ဖြစ်တဲ့ဆိုတဲ့အကြောင်းကိုဒါဖော်ထုတ်ခဲ့တာဖြစ်တယ်။ဒါဟာအာနာရှင်စနစ်ကအဓိကဖြစ်တဲ့ခံဖြစ်တယ်။ဒီစနစ်ကိုဆန့်ကျင်ရမယ်။အထူးရောက်ရွေးကောက်ပွဲကိုဆန့်ကျင်ဖို့လိုတယ်။မေဆုနဲ့သမရကြီးအပါဝင်နိုင်ငံအကျဉ်းသားများလွတ်မြောက်ဖို့မတရားစစ်မှုထမ်းခိုင်းတာတွေကိုဆန့်ကျင်ကြဖို့ဆိုပြီးတော့ဒီအချက်၃ချက်ကိုပြောသွားတယ်တွေ့ရတယ်ပေါ့နော်။လူလူကလည်းပါဝင်ပေးတာတွေတွေ့ရတယ်။အားပေးတာတွေတွေ့ရတယ်။ဒါကိုကြည့်ပြီးတော့စေအုပ်စုကမခံမရက်နိုင်ဖြစ်တာပေါ့ဗျာ။ ြောချင်တာသူတို့ကိုစန့်ကျင်ဖို့အတွက်ပြောနေတဲ့အချိန်မှာအဲ့ပြောခံရတဲ့ပြည်သူကအစအဲ့စန့်ကျင်ဖို့အတွက်ထောက်ခံပါတယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေတော့သူတို့အနေနဲ့ဆက်ဆက်ခါအောင်နာတာပေါ့လေနော်ဒီကြားထဲမှာအမမင်းအွန်လိုင်းလာပါတယ်ဆိုမှပဲဒီလိုမျိုးလာလောက်တယ်ဆိုတော့သူတို့တော်တော်လေးကိုးကောက်နေမှာပေါ့နော်အခုတော့ဒါဆန္ဒပြခဲ့တဲ့ဈေးတန်းနေရာကိုအလဘိုင်းတိုင်းစစ်ထာနာချုပ်တိုင်မူတင်မင်းလက်အမိန့်နဲ့ဖြတ်စည်းခိုင်းတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်ဒီတိုင်မူတင်မင်းလက်ဆိုတာကလည်း ကျွန်တော် CDM လုပ်ခဲ့ရတော့ကျွန်တော်ရဲ့ viewer မှုစာက27မှာ viewer 1 viewer မှုလုပ်ခဲ့တာဗောနော်ပြီးလာနေဒါစာက27တက်မှမှုကထွက်ခဲ့တာဗောနော်အဲကြတော့အဲသူ့ရဲ့အကြောင်းလည်းကျွန်တော်တို့သိခဲ့တာဗောဗျာအဲ့တော့သူကတော့ဒါခုနပြောသလိုဗောနော်ဒါသူ့ရဲ့အမိန့်နဲ့ပြည်သူတွေရဲ့ဒီဈေးဆိုင်နေ အပြင်ဒါပြည်သူကိုဖမ်းဆီးဖို့အတွက်ချင်းချောက်တာတွေဒါမျိုးတွေကိုသူ့အမိန့်နဲ့လုပ်ခဲ့တယ်ဆိုပြီးတော့သိရတယ်။အဓိကတော့ဒီလိုလူမျိုးတွေကိုနေရာပေးတယ်ဆိုတာလေမင်းအောင်လိုင်းကသူ့အတွက်အသုံးချဖို့ဖြစ်တယ်။အဲပြီးတော့ဒီလူကလည်းသိတဲ့အတိုင်းဒီတစ်ခေါက်တည်းတွေမဟုတ်ဘူး။နှစ်ခေါက်ရှိပြီပေါ့နော်။ရှေ့မှာလည်းမင်းအောင်လိုင်းလာတဲ့ချိန်မှာဒါ short ride လုံးနဲ့ပြစ်ခံရသေးရဲ့။အဲအဲအားကြောင့်မလို့ဒါအခုတော်တော်လေးဒေါသထွက်ပြီးတော့ဒီဆိုင်တန်းတွေကိုဒါဖြည့်ဆည်းခိုင်းတဲ့ပုံစံမျိုးဖြစ်တယ်။ဒါပေမဲ့ထူးခြားတာတွေသိရတယ်ဗျာ။အဲ့ဒါပါလဲဆိုတော့အဲ့ဒီဆိုင်ကန်းနေရာတွေကသူကစီပင်ကိုဈေးကောက်ပေးပြီးတော့ဖွင့်ထားတယ်။စီပင်ကဖွင့်ပြထားတယ်ပေါ့ဗျာ။ ပြောချင်တာစီပင်ကပတ်စံယူထားပြီးတော့ဒီနေရာမှာဈေးဆိုင်ဖွင့်ခွင့်ပေးထားတယ်အမှန်တကယ်ဆိုရင်တော့ဒါသူ့ပုံစံတိုင်းကြည့်မယ်ဆိုရင်ဒါဖွင့်လို့မရဘူးဆိုရင်နေထားဒါပေမဲ့လည်းစီပင်ကဒါကိုလက်စားထားတဲ့ပုံစံမျိုးအဲအဲ့လိုပုံစံမျိုးနဲ့သူကပြန်ကြဈေးတိုင်းဈေးဆိုင်တန်းနေဆိုပြီးတော့သိရတယ်အဲ့ဒါကိုဖျက်ခိုင်းတယ်ပြန်လာဖွင့်ရင်အေးယူမယ်အ ਨੇ ဆုံးဒါဆိုင်ကန်း90ကနေ90လောက်ထိရှိတယ်ဆိုပြီးတော့သိရတယ်ဖျက်ဆီးခံခဲ့ရတယ်ဗောနော်အဲ့တော့ပြည်သူနဲ့ရန်တိုက်ပေးတာကိုလည်းတွေ့ရပါဗျာဖျက်သွားတဲ့နေရာတွေကပုံမှန်ဆိုရင်တာခုနကကျွန်တော်ပြောသလိုကျူးသဘောမျိုးဗောနော် ဒါကျူးကျော်ပုံစံမျိုးသဘောမျိုးအဲ့တော့ဖြတ်ဆိုရင်ငကိုတဲကဖြတ်ရမှာခွင့်မပြုရဘူးဒါတွေကတကယ်တမ်းပြောမယ်ဆိုရင်ပေါ့နော်အဲ့တော့ဈေးကောက်ယူပြီးမှသူကခွင့်ပြုထားတာအခုလို့ဖြစ်တော့မှဒီဆန္ဒပြတာကိုထောက်ခံလို့ဆိုတဲ့သဘောနဲ့လာဖမ်းတာလာဖြတ်စည်းခိုင်းတာအဲကျွန်တော်ပြည်သူကိုတွန်လိုင်းတက်ဖွဲ့ရင်နဲ့ရန်တိုက်ပေးတာဒါဖမ်းနိုင်မှဆိုရင်ဒေါက်တာတေစာဆန်းတို့ကိုဖမ်းဒါဆန္ဒပြသွားတဲ့ဒါတက်ဖွဲ့တွေကိုဖမ်းမဖမ်းနိုင်ဘူးဒီကောင်းနေမဖမ်းနိုင်ဘူးဖမ်းနိုင်တော့ကျတော့ကြွတ်မနိုင်ကြည်မိနေရှုပ်ပြည်သူကိုဒုက္ခပေးတာ ြည်သူကိုဒုက္ခရောက်အောင်လုပ်တာပေါ့နော်အဲငကိုနေကတော့တို့တွေဒါခုနလိုပတ်စံယူပြီးတော့ဒါခွင့်ယူပေးထားတယ်အခုကြမှာဒီလိုလာလောက်သွားမှဆိုတော့ပုံစံမျိုးနဲ့ပြည်သူနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုရန်တိုက်ပေးတာပေါ့နော်အဲ့တော့လာမေးတာရှိသေးရဲ့သူကအဲ့လိုမျိုးဒီဈေးတယ်တွေကိုပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒေါက်တာဒေစာဆန်းနေတဲ့နေရာသိလားဆိုပြီးတော့ဈေးတယ်တွေကိုလာမေးတာအဲဈေးတယ်တွေကလည်းမသိဘူးဘယ်လိုလုပ်သိဒီလိုမျိုးပုံစံမျိုးနဲ့သွားပြီးတော့လုပ်တယ်ဆိုတာအကုန်လုံးအိုးအကောင်းင်းဆိုတဲ့ပုံစံမျိုးနဲ့သွားတာမှမဟုတ်တာအဲ့ကြဒီဒီဈေးတယ်တွေပြည်သူတွေကလည်းဘယ်သိမှာလဲမသိဘူးပေါ့နော်အဲ့တော့ကျတော့သူကဘာပြောလဲဆိုတော့ အဲအားပေးဖို့တော့သိတယ်ပေါ့နော်အဲအားပေးဖို့တော့သိတယ်နေရာပြောဆိုတော့မပြောချင်ကြဘူးပေါ့နော်ခင်ဗျားတို့သိမယ်ဆိုပြီးတော့ဂျိန်းွားသွားတာအဲ့နောက်ပြီးတာနဲ့တော့ဂျီစကား၄စီးရောက်လာတယ်အဲ့ကား၄စီးနဲ့ပဲဒီကားပေါ်မှာပါလာတဲ့အဖွဲကြီးကြည့်မယ်ဆိုအစုံပဲစစ်ကောင်စီတို့ပါမယ်စီပင်ပါမယ်ပြည်သူစစ်ဘာညာထွေဟုတ်အကုန်ပါတယ်အဲ့ကောင်တွေအကုန်လုံးကဒါစကား၄စီးနဲ့ရောက်လာပြီးတော့ဒီဆိုင်ငန်းတွေကိုဖျက်ဆီးပစ်ခဲ့တာဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့တော့ရုံးရုံးမှမှလောက်တာပေါ့ဗျာသူတို့မနိုင်နိုင်တဲ့ဟာကို တို့ပြန်ပြီးတော့ရန်ရှာတဲ့ပုံစံမျိုးပေါ့နော်အဲ့တော့ဒါကအာနာရှင်ရဲ့အမှုကျင့်ပဲဖြစ်တယ်အာနာရှင်လုံနေကြအရာပဲဖြစ်တယ်ပြီးတော့အာနာရှင်ဆိုတာဘာလဲဆိုတာကိုထုတ်ထုတ်ပြနေတဲ့အရာဖြစ်အာနာရှင်ဒါပဲဘာမှလွတ်လပ်တာတွေတရားမျှတတာတွေတို့ပါဇက်ကနေရှောက်ပြောနေတဲ့ဟာတွေဘာမှကိုယုံကြည်လို့မရတဲ့အရာတွေပေါ့နော်အဲ့တော့အခုဆိုရင်ဒါအချို့ပြည်သူကလည်းတချို့ဒါဒီအရာနဲ့ပတ်သက်လို့ဝေဖန်ကြတာတွေလည်းရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ ဆန္ဒပြလို့ဘာမှထူးမှာမဟုတ်ဘူးဒါခံရတဲ့ပြည်သူကိုသူကဆန္ဒလို့ပြောတာလည်းဖြစ်ကောင်းဖြစ်မယ်ပေါ့နော်အဲပြည်သူတွေပဲဒုက္ခရောက်ကြရရှိတယ်ဆိုပြီးပြောတာရရှိတယ်အဲပြီးတော့ကြတော့တချို့ကြတော့လည်းဒါကိုထောက်ခံအားပေးကြတယ်ဘာကြောင့်လဲဆိုတော့ဘာလက်နက်မှမပါဘဲနဲ့နှုတ်နဲ့ပြောတာတောင်မှပဲတဲ့ချီးထွက်ကြအောင်ကြောက်နေကြတယ်ဟုတ်တယ်ဒီကောင်တွေတကယ်ကြောက်နေတာတကယ်လည်းကြောက်လဲကြောက်တင်တယ်လေနော်သူတို့ထိန်းချုပ်ထားပါတယ်ဆိုတော့အေရီယာအတွင်းထဲဝင်ပြီးတော့ဒီလိုမျိုးဒါလှုံ့ဆော်သွားတယ်ဆိုတော့သူတို့တွေ ဒါကြောက်ကြတာပေါ့လေနော်အဲ့တော့တကယ်လဲကြောက်တယ်ပြီးတော့နောက်တစ်ခုကဒါမင်းအောင်လိုင်းကပြုံလွင့်လို့နေရာမျိုးမှာရောက်နေတာဖြစ်တဲ့အတွက်ဒီလိုမန်းလေးလိုနေရာမျိုးမှာဒီလိုမျိုးကြီးလာလုသွားတယ်ပြီးရင်အော့အောင်တင်းဖြစ်သွားတယ်ပြီးတော့ကြာမီဒီယာတွေကနေပြီးတော့အခြေတွင်းဖော်ပြကြတယ်ဆိုတော့ဒါစစ်ကောင်စီအနေနဲ့တော်တော်လေးပောက်ကွဲပြီးတော့ဒါမင်းအောင်လိုင်းကဒီတိုင်းမှုတင်မင်းလက်ကိုတော်တော်ဖိနှိပ်မဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်မင်းတစ်ခါလဲမဟုတ်တော့ဘူးနှစ်ခါလဲမဟုတ်တော့ဘူးပေါ့နော်မင်းဗမော်မှာမင်းကောင်းကောင်းလေးလုံနိုင်ခဲ့လို့မင်းကို ဒါမန်လေးတိုင်းတိုင်မှုအနေနဲ့ပေးတာပေါ့နော်မင်းဒါတော့မှဒီရောက်တယ်ဆိုတဲ့ကနေရပေါ့နော်မင်းလုံနေတာချီတို့တွေဖြစ်နေပြီမင်းလုံနေတာအဆင်မပြေတော့ဘူးငါလာတော့ကလည်းတခါ short line လုံးနဲ့ပြစ်ခံရတယ်အခုလည်းငါရှိနေရသားနဲ့ဆန္ဒပြတာကြီးဆန္ဒထုတ်ပေါ်တာကြီးလှုပ်သွားတာကြီးလှုပ်သွားတယ်မင်းတော်တော်ညံ့တာပဲဘာညာဒါမျိုးတွေလာတော့မှာပေါ့နော်အဲဒါကြောင့်မလို့ဒါတို့လုံကျွေးအတင်းကျပ်တွန်းမြင့်ချထားတဲ့ဂျားတွေကနေအခုလိုလုံနိုင်ခဲ့တဲ့ဟာကလည်းဒါစစ်ကောင်စီကိုဒါရတဲ့နီးနဲ့ဆန့်ကျင်နေတယ်ဆိုတဲ့ပုံစံမျိုးပြသတာတခုပဲဖြစ်တယ်ပေါ့နော်ပြည်သူကတော့ မြဲတမ်းပါဝင်နေမှာပဲဒီလိုမလှုပ်လဲပါဝင်နေမှာပဲဒီလိုလှုပ်လဲပါဝင်နေမှာပဲဒါပေမဲ့ဒါရန်သူရဲ့အနည်းဆုံးနေရာတွေမှာနေနေရတာဖြစ်တဲ့အတွက်ပြည်သူကတော့ဒါပုံဝင်လင်းလင်းထုတ်ဖော်လို့မရတာတွေရှိတာပေါ့ဗျာအဲဒါပေမဲ့လည်းဒီဖြစ်ရက်ကိုကြည့်လိုက်မယ်ဆိုရင်ဒါပြည်သူကတခဲနဲ့အားပေးကြတယ်ဆိုတာကိုလည်းတွေ့ရတယ်အဲပြီးတော့ဒီဇင်ဘာ10ရက်နေ့ဖြစ်မယ်10ရက်နေ့မှာလည်းအဲနိုင်ငံတနိုင်ငံလုံးပေါ့နော်ပြည်သူတရလုံးပါဝင်တဲ့ဒီ silent strike လို့ဟာမျိုးကိုထပ်ပြီးတော့ ဒါကြီးညာသွားတာလည်းတွေ့ရတယ်ဗောနော်အဲ့ဒီမှာလည်းကျွန်တော်ပြည်သူတွေတေချာပေါက်ပါဝင်ကြအောင်ပါပဲဗောနော်အဓိကတော့စစ်ကောင်စီကိုရတဲ့နီးနဲ့ရသလိုဒေါ်လာနေတယ်ဆိုရဲဟာကတော့ဒီနေ့ဒီချိန်ထိပြည်သူကလူထုကတာဝန်ကျေစွာနဲ့ပြသနေစေပဲဖြစ်တယ်ဗောနော်နောက်တစ်ခုကတော့အားရစရာကောင်းတယ်မိုးကုတ်အဲမိုးကုတ်ကတော့ ဒီရက်ထဲမှာဒီမိုးကုံးနဲ့ပတ်သက်တယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့စိတ်ပူနေကြရရှိမယ်စိုးရိမ်နေကြရရှိမယ်ပြီးတော့ကြတော့မခံမြင်နိုင်ဖြစ်ကြရလည်းရှိတယ်ပေါ့နော်အမျိုးစုံဖြစ်နေကြတာပေါ့ဗျာအဲ့တော့ဖြစ်ပြီးတဲ့ဟာတွေကတော့ဖြစ်ပြီးသွားပြီဒါပေမဲ့အကောင်းဆုံးဘယ်လိုပြန်လုပ်မလဲအကောင်းဆုံးဘယ်လိုပြန်လာမလဲဆိုတဲ့ဟာတွေကိုကျွန်တော်တို့ဦးစားပေးပြီးတော့စဉ်းစားရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ရှေ့ကဟာတွေကိုကျွန်တော်တို့သင်ခန်းစာယူရမယ်ဒီလိုမဖြစ်အောင်ငါတို့အစနဲ့ကဘယ်လိုစီစဉ်ကြမလဲဆိုတဲ့ဟာတွေဘာကြောင့်လဲဆိုတော့အကုန်လုံးအတွက်ကအစ်စ်ဖြစ်နေတာတကယ်ပြောလားဒေါ်လာရင်းတက်ဖွဲ့တွေအတွက်လည်းဒီအရာတွေကအားလုံးအစ်စ် ိုးရင်တော့ကဒါတွေလောက်ခဲ့ဘူးလားမှမဟုတ်တာပေါ့နော်အဲစစ်ကောင်စီအတွက်လည်းဒါကအကုန်အစ်စ်ပဲစစ်ကောင်စီနေနဲ့လည်းဒီလိုမျိုးတနိုင်ငံလုံးတိုင်းနာနဲ့ဒီလောက်နှစ်ကာလအကြာကြီးသူ့ကိုတော်လှန်လိုက်မယ်လို့သူဘယ်တော့မှမထင်တာဘူးသူဘယ်တော့မှလည်းမမျှော်လင့်ခဲ့ဘူးသူလည်းမကြုံခဲ့ဘူးအဲ့တော့သူ့အတွက်လည်းအစ်စ်အဲ့တော့ကျွန်တော်တို့အတွက်လည်းအစ်စ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဘက်ကတော်လှန်ရေးအင်အားစုတွေအနေနဲ့လည်းလိုအပ်ချက်တွေရှိတယ်တင်ကန်းစာယူရမှာတွေရှိတယ်ဒါတွေကို ဒါလောကတင်ရစာယူပြီးတော့အတင်းပြီးတော့ပြန်ပြီးတော့အကောင်းဆုံးနဲ့ကြော်ဖြတ်ရမှာရှိတယ်ပေါ့နော်အဲ့တော့အဲ့အပိုင်းတွေကိုကျွန်တော်ဦးစားပေးပြီးတော့လှုပ်ကြစေခြင်းနဲ့အခုဆိုရင်လည်းဒီမြို့ကိုပြန်ပြီးတော့တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့အတွက်ကြွေးကြော်ပြီးတော့ကြိုးစားနေကြတဲ့တပ်ဖွဲ့တွေအများကြီးရှိတယ်စစ်ကောင်စီအင်အားတွေရောက်လာတာတော့မှန်တယ်ဒါပေမဲ့ဒီနေ့ဒီချိန်ထိဒီနေရာကိုလွယ်လွယ်ကူကူနဲ့မပေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ရတဲ့ပုံစံရတဲ့နေရာကနေပြန်ပြီးတော့ fight နေကြတာရှိတယ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာကလည်းအားရစရာကောင်းလို့ပေါ့နော်အခုဒါမိုးကုတ်အနောက်ပိုင်းစစ်ကောင်စီစကန်ကုန်းတစ်ခုကိုဒေါ်လိုင်းအင်အားစုတွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီးတော့တတိနေထွက်ပေါ်လာပြီပေါ့နော်။အဲဒါအားရစရာကောင်းတယ်။စစ်ကောင်စီကမိုးကုတ်ကိုနိုဝင်ဘာ29ညမှာပေါ့နော်။အဲအရှိမှာတော့သူကဒီရှေ့ပြေးအဖွဲ့လေးတွေလွတ်တယ်။ပြီးရင်ဒါသူကလိန်သေးတာဗျလိန်သေးတာတဲ့။အဲ့လိုအရက်ဝက်နဲ့ဝင်လာပါလေဆိုတဲ့ကောင်တွေပေါ့နော်။စစ်ကောင်စီအရက်ဝက်နဲ့ပထမတော့ဝင်လာတယ်။ အဲ့လိုကောင်မျိုးတွေကိုရက်ဝင်းနဲ့ဝင်လာတယ်ဆိုရင်ကျွန်တော်တို့ဒီဘက်ကဒေါ်လန်ပြည်သူတွေကျွန်တော်တို့တွေကပြောကြတယ်ပေါ့နော်အဓိကဒီကောင်ကခိုးချောင်ခိုးဝက်ဝင်းနဲ့ရက်ဝင်းနဲ့ဝင်တယ်ဆိုရင်ပြောတဲ့ဟာသူတို့ဘက်ကဘလို့တုံ့ပြန်တယ်မှတ်တော့ဟဲ့အောင်နေတယ်အဲ့ဒါရတယ်ရက်ဝင်းနဲ့ဝင်တာစစ်သားမဟုတ်ဘူးကွာတယ်အဲ့ဥစားရတယ်ဒါဝင်နှန်းနေတယ်စဉ်းစားကြည့်ကျွန်တော်ပြောတာအဲ့ဝင်နှန်းနေကစစ်ကောင်စီဒီနေရာကိုမရောက်ဖဲနဲ့လာရဲမလားကျွန်တော်ပြောတာအဲဒီဝင်နှန်းဆိုတဲ့ဟာတွေကိုပေါ့နော်ဒီနန်းစီဒီယန်ဆိုတဲ့ဟာတွေကိုဒီဇင်ဘာလလောက်မှာသူတို့အကုန်ပြန်သွင်းမယ်ဆိုပြီးတော့သိရတယ်အဲ့တော့သူတို့ကတော့ဖိပိတ်ပြီးတော့ညင်းတာပါဗျာ သူတို့ဘက်ကိုတခုခုဒါထိုးနှက်ပြီးဟေးဆိုတဲ့အခါကျရင်သူတို့ကဒါကိုအကြောက်ကန်ညင်းတာသူတို့ပဲဇော်မဲလုံးလိုပဲအတူတူပဲပေါ့နော်အဲအကြောင်းမလို့သူကဒေဥစာကိုညင်းပြအောင်ညင်းသွားသေးတာမဲဒါစစ်ကောင်စီစစ်သားမဟုတ်ဘူးဒါဒါနန်းစီတံဝန်ထမ်းပေါ့နော်အဓိကဒါသူတို့ဌာနဆိုင်ရာဝန်ထမ်းတွေဖြစ်တယ်ဆိုရင်ညင်းသွားသေးတာအဲ့တော့29မှာစစ်ကောင်စီကအင်အားလုံးရင်းနဲ့အင်အားထောင်ချီဒါမုကုတ်မြို့တွေကိုရောက်တယ် ဒီကောင်နေတက်တေတောင်မှအထိုင်မကြသေးဘူးတိုက်ပွဲတွေစဖြစ်တယ်ပေါ့နော်တိုက်ပွဲတွေကဖြစ်တယ်။နှွေမှာ30ကနေပြီးတော့ဒီဇင်ဘာ4ရက်နေ့ထိလုံးဝမြန်မြန်ဆန်ဆန်မြို့ရဲ့ပတ်ဝန်းကျင်နေရာတွေမှာတိုက်ပွဲတွေဖြစ်တယ်။ပြီးတော့ဒါမနေ့ကကျွန်တော်တို့တိလိုက်တာလေချောင်းပုံကျဲတယ်ပေါ့နော်စစ်ကောင်စီကမိုးကုတ်ကိုပထမဆုံးချိန်လေချောင်းပုံကျဲတယ်ဆိုအဲ့နောက်မှာဟာဒါဆိုရင်စစ်ကောင်စီတော်တော်မြေပြင်မှာအချင်းချင်းစိုးနေလို့ပဲဖြစ်မယ်ဆိုပြီးတော့ဒါကျွန်တော်တို့တွေးထင်လိုက်သေးတယ်ဒီနေ့တိုင်းပဲဒီနေ့ကျတော့တရင်ကောင်ထတ်တက်လာတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်က အဲဒီနေရာကိုနေရာတစ်ခုလက်လွတ်စပြီးတော့လက်လွတ်ရပြီဆိုပြီးပြောရမှာပေါ့လေဟုတ်နော်အဲ့တော့မြေပြင်မှာခြေနေတွေကောင်းတယ်အဲ့တော့အခုဒါဘလုံးကြီးဘလုံးလေးဘက်ကစစ်ကောင်စီစကန်ကုန်းတစ်ခုကိုတလိုင်းတပ်ပေါင်းစုကတိမ့်ပိုက်ထားနိုင်ပြီဆိုပြီးတော့တွေ့ရတယ်တိုက်ပွဲအတွင်းပြစ်ခတ်တဲ့လက်နေကြီးကြီးတလုံးက ဒါဘောလုံးလေးရွာဘက်ကိုကြားရောက်ပောက်ွဲလို့ဒေသခံအမျိုးသမီးတဦးနဲ့မျိုးသားတဦးထိခိုက်ဒဏ်ရာရတယ်လက်တလုံးမှာပြုံးလင်းဆေးရုံကိုပို့ပြီးတော့ကုသနေရတယ်ဆိုပြီးသိရတယ်ပေါ့နော်လက်ရှိမှာမန္တလေးမိုးကုတ်လမ်းမပေါ်မှာရှိတဲ့ဒါကြောက်ဖားကနေတစ်စိန်ကုန်းရွာအထိကိုတိုက်ပွဲတွေဇက်တိုက်ဖြစ်ပွားနေပြီးတော့စစ်ကောင်စီဟာတစ်စိန်ကုန်းရွာမှာအင်အားတွေစုဖွဲ့ပြီးတော့ထိုင်ချလာတာရှိတယ်ပြီးတော့ဒါဒီလိုမျိုးပြန်ပြီးတော့တိုက်ပွဲဝင်နေတဲ့တပ်ဖွဲ့တွေကိုကျွန်တော်ကမိုးကုတ်တပ်ပေါင်းစုတပ်ပေါင်းစုလို့ပဲကျွန်တော်သုံးလိုက် ။ဒါကြောင့်လဲဆိုတော့အဲ့ထဲမှာအကုန်ပါတယ်။ဒါအမူဒီအောက်ကတရင်တပ်ဖွဲ့တွေလည်းပါတယ်၊ local အဖွဲ့တွေပါတယ်။အာပြီးတော့တခြားပေါ့နော်ဒေါ်လိုင်းအင်အားစုတွေပါတယ်၊ PLA လိုဟာမျိုးတွေပါတယ်ပေါ့နော်။အခြားခြားသောဒါညီကိုတွေအာဒေါ်လိုင်းညီကိုတွေတပ်ဖွဲ့တွေအများကြီးအစုံပါကြတာပေါ့လေနော်။အဲ့တော့ဒီတပ်ပေါင်းစုကြီးအဲဒီတပ်ပေါင်းစုကြီးကအခုကြည့်ကောင်းနေပြီပွဲရကြည့်ကောင်းနေပြီပြန်ကျုံးနေကြပြီပေါ့နော်အဲ့တော့မြို့ကိုပြည်သူတွေစွန့်ခွာကုန်တာကြောက်မှုလို့မြို့မှာလည်းပြည်သူကတိတ်မကြံဘူးမကြံတော့စစ်ကောင်စီအနေနဲ့ ူသားတိုင်းလှုပ်ဖို့လူသားတိုင်းလှုပ်ချင်သူ့စီရကောင်တွေပဲလှုပ်လူသားတိုင်းလှုပ်ဖို့လည်းဒါသူ့အတွက်ရှားပါးနေမှာပေါ့နော်အဲ့တော့ဒါကြံတဲ့ပြည်သူတွေကတော့သတိထားစေချင်တယ်အဲဒီကောင်တွေလှုပ်တတ်တဲ့အချက်နေပေါ့နော်အခုကြောက်ဖြူစစ်တွေအိုက်ကိစ္စတွေကိုကြည့်ရင်သိသာစေတယ်အဲကြောင့်မို့အဲ့လိုမျိုးမဖြစ်ဖို့အတွက်တော့ဒါပြည်သူတွေကသတိထားကြစေချင်တယ်အဲလူသားတိုင်းလှုပ်ခံမဲ့ကောင်တွေဘာတွေဘယ်ကောင်တွေဖြစ်မလဲဆိုတော့ပါစာတွေဖြစ် စစ်ကောင်စီဘက်ကပါစာရည်ဖြစ်မယ်တကယ်အဲ့လိုမျိုးပုံစံမျိုးနဲ့တကောင်ကြီးတက်မှာပဲရှေ့ကနေသွားပါတော့နော်အနောက်ကဒါသူတို့ရဲ့ဒါတန်သေးစစ်သားတယောက်လောက်က၁၀ယောက်တယောက်နှုံးနဲ့ထိမ်းပြီးတော့နောက်ကနေလိုက်မယ်ရှေ့ရတင်းတေးပစီဆိုတဲ့ပုံစံမျိုးနဲ့သူတို့လှုပ်ဆောင်လိုက်မယ်ပေါ့နော်အဲ့တော့မြို့ရဲ့အနေထားကတော့လူသားတိုင်းလုံးမဲ့သူကလည်းပါစာပဲရှိတယ်ပေါ့အဲ့ကြောင့်ပွဲတွေကတော်တော်လေးကြီးလာမယ်နေထားတော့မြင်နေရပြီအဲ့တော့မိုးကုတ်မြို့ထဲမှာတော့စစ်ကောင်စီကစစ်ကား၄စီးနဲ့ပုံမှန်ကင်းလှည့်တာလုပ်တယ်လက်ရှိအခြေအနေပေါ့နော်ပုံမှန်ကင်းလှည့်တယ်၃စီးမှာစစ်ခွေးပါတယ် အဲစစ်ကောင်စီစစ်သားတွေပါတယ်ပေါ့နော်ဂျမ်းတဲ့တစည်းကတော့ဂျမ်းမာတင်ထားတယ်ဂျမ်းမာနဲ့ဂျမ်းမာကားပေါ့နော်ဂျမ်းမာကားတစည်းပါတယ်အခုနလို့၃စည်းကတော့ဒါသူတို့ရဲ့စစ်ခွေးတွေပါတယ်ပေါ့ဗျာအော်မြို့ထဲမှာဂင်းလက်တပ်တော်လိုင်းတပ်ဖွဲ့တွေအကုန်လုံးကိုမြို့ထဲကနေပြီးတော့မြို့ပြင်ကိုစုကိုင်းပြီးသွားပြီးမြို့မြို့ပြင်ကိုထွက်ပေးလိုက်ရပြီးတပ်ဖွဲ့တွေကတကယ်အဲကြောင့်အဲ့ထဲမှာသူတို့ပေါင်နေပဲရှိတာ အဲ့ဒါတော့ဟာပဲကင်းလဲတာပေါ့ခုနလိုဂျမ်မာကားနဲ့လှည့်နေရတယ်ပေါ့နော်အဲ့တော့ drone နဲ့ကြဲချခံရမာတွေအဲမိုင်းဆွဲတိုက်ခိုက်ခံရမာတွေကိုသူတို့လက်ရှိအခြေအနေထိကြောက်နေတော့မယ်ဆိုတဲ့ပုံစံမျိုးလည်းမြင်တွေ့ရတယ်ပေါ့နော်လေးစီးမှာ၃စီးကစစ်ခွေးပါတယ်တစ်စီးကဂျမ်မာကားဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးတော့ဖြစ်နေပါတယ်ဒါကြောင့်မလို့မိုးကုတ်မှာစစ်ကောင်စီနေနဲ့ဘယ်လောက်ထိဒါသူတို့တွေဒါပွက်ပြက်အောင်မလဲဘယ်လောက်ထိတိုက်ခိုက်ခံရအောင်မလဲဘယ်လောက်ထိအင်အားတွေပြုံးတိအောင်မလဲအဲတော်လိုင်းအင်အားစုတွေဘက်ကရောဘယ်လိုခြေလှမ်းနေနေပေါ့နော်ဒါဒီမြို့ကိုပြန်ပြီးတော့ချင်းကက်ကြမလဲ အဲဒီမျိုးကိုဒေါ်လိုင်းအင်အားစုတွေဘက်ပြန်ရအောင်ဘယ်လိုလှုပ်ဆောင်ကြမလဲဆိုတဲ့အပိုင်းတွေကိုကျွန်တော်စောင့်ကြည့်ရမှာဖြစ်တယ်အဲ့တော့မြို့ကိုပြန်သိမ်းပိုက်ဖို့အတွက်စ조사နေတဲ့နေရာမှာပြည်သူတွေအနေနဲ့လည်းတန်တိုင်းသလောက်ပါဝင်ပေးကြစီခြင်းနဲ့တပ်ဖွဲ့တွေတကယ်ကိုကြုံကြုံကြဲကဲနဲ့စ조사နေကြပြီဖြစ်တယ်ဗောနော်အဲ့တော့သတင်းကောင်းတွေလည်းရှိပါတယ်ချင်းတွေလည်းကောင်းပါတယ်ဗောနော်နောက်တစ်ခုကပခုတ်ကူခရိုင်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီရဲ့တပ်မကူကူဒါတက်တယ်ဗောနော်အဲအဲ့တပ်မကူကူလက်အောက်ခံခမရ၄၁၈၄၁၈၄၁ခိုးအဲအဲ့ဒီစစ်ကြောင်းတွေကိုမိုင်းဆွဲပြီးတော့တိုက်ခိုက်လို့ စစ်ကောင်စီဘက်ကတကောင်သေးတယ်လက်နက်ခဲရန်နေရတယ်အဲ့မှာပို့ပြီးတော့ဝိုင်းသားစရာကောင်းတာကစစ်ကောင်စီဖမ်းဆီးခေါ်ဆောင်လာတဲ့ပြည်သူနှစ်ဦးကိုကယ်ထုတ်နိုင်ခဲ့တယ်ကံမမျိုးကံပြည်သူနှစ်ဦးကိုကယ်ထုတ်နိုင်ခဲ့ဆိုပြီးတော့သိရတယ်ထိတိတိုက်ပွဲကဒါ၄ချိန်တောင်ဖြစ်ခဲ့တာပေါ့နော်လေချင်းဖြစ်ခဲ့ပြီးတဲ့အချိန်မှာတော့စီကောင်စီဘက်ကခုနလိုတအုပ်သေးပြီးတော့ခရရန်နေရတယ်။ဒီတိုက်ပွဲကိုတော့မကွေးပြည်သူရဲ့ပြင်မြိုင်ပကဖပောက်ပကဖဒေသတွင်းတပ်ပေါင်းစုများပခုတ်ကူစီရဲ့ခရိုင်လိုကယ်တက်ရင်ပခုတ်ကူစစ်ကြောင်းများအဲအဲ့လိုမျိုးနဲ့ ပူးပေါင်းပြီးတော့တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်ပေါ့နော်နောက်ထပ်အားရစရာကောင်းတဲ့သတင်းတစ်ခုလည်းပြောပါမယ်အဲ့ဒါကရေစကြိုခလရ250ခွန်တက်ရင်းကပေါ့နော်တက်ရင်းဘူကြီးတက်ရင်းဘူကြီးအဲ့တက်ရင်းဘူကြီးကသူကเออตัวตันไนอูเออตันไนอูကိုအရှင်မိလာတော်လိုင်းတက်ခွဲ့တယ်အရှင်ဝင်ဖန်းတာဘယ်မှာဝင်ဖန်းလဲဆိုတော့ဘီလက်ခုံမှာဘီလက်ထိုးနေတာဒီကောင်ကအဲ့ကောင်ကိုဒါအရှင်ဝင်ဖန်းပြီးတော့ဒါစစ်ဆေးဖို့အတွက်ဆိုင်ငယ်နဲ့ခေါ်လာတဲ့ချိန်မှာဒီကောင်က ဒါရုံရင်ဆန်ခန့်နေပါတော့ပြန်ပြီးတော့ခုခံဖို့ထွက်ပြေးဖို့လုပ်တဲ့ခါမှာအဲယုံနေကျွန်တော်တို့ကတော့အဲ့လိုလုပ်တဲ့ခါမှာဒါတပ်ဖွဲ့တွေကပြစ်ခတ်ပြီးတော့ဖမ်းဆီးလိုက်ခဲ့ရတာဖြစ်တယ်ပေါ့နော်အဲ့တော့ပြောတဲ့ဟာကျွန်တော်တို့ကထောက်လန်းနေလာတော့ကြာပြီအဲကျူကုံမှာပေါ့နော်သူတယောက်တည်းရှိနေပြီဆိုတာနဲ့ဝင်ပြီးတော့ဖမ်းခဲ့တာဝင်ဖမ်းပြီးတော့ဆိုင်ငယ်နဲ့တင်ခေါ်လာတဲ့ချိန်မှာဆိုင်ငယ်ပေါ်မှာခုခံတော့ဆိုင်ငယ်ကလဲသွားတယ်အဲအဲ့ဒါနဲ့ရဲဘော်ကချက်ချင်းပဲအဲ့နေရာမှာတင်ပြစ်ခတ်ရှင်းလင်းလိုက်ရတယ်ကျွန်တော်တို့စစ်စင်းမဲ့နေရာတိမရောက်လိုက်ဘူးလက်နဲ့တွေမပါဘူးဆိုပြီးတော့ဒါသိရတယ်ဗောနော် အဲ့တော့အဲဒီဘွေတက်နိုင်ဦးပေါ့နော်စက်ကောင်စီစစ်ခွေးဘွေတက်နိုင်ဦးစီကနေပြီးတော့ဆိုင်ကတစည်းဖုံးသုံးလုံးငွေသား၃သိန်းမှတ်ပုံတွေ2ခုတော့တင်းစီရရှိရမှတ်ပုံတွေ2ခုတင်းစီရရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့အလောင်းကိုတော့ပြစ်ထားခဲ့တယ်အဲ့အလောင်းကိုတော့ည7နာရီမှာခလာရ250ခွန်တင်းရင်ကလာပြီးတော့ကောက်ယူသွားတယ်သဘောကျတယ် သဘောကျတယ်ပါတော့ဒီခုနကဒါဖြစ်စဉ်လေးကိုပြန်ပြီးတော့ပြောပြပေးတာမှတ်ချက်လေးကိုလည်းသဘောကျတယ်ဒါရောရင်စကတ်လောက်ရင်လည်းဆိုင်ကလေးသွားတယ်အချိန်မှာကျွန်တော်တို့ရဲဘော်ကတော့ဟိုမှာ3ရှိရှိနဲ့ပြန်ကောက်ပြီးပြင်းလိုက်တယ်အဲ့လိုမျိုးပဲကျွန်တော်ကြားကျင်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ဒါတရင်တရင်ကစစ်ကောင်စီတရင်တရင်တရင်ဌာနချုပ်တစ်ခုကတရေးဘူကြီးတယောက်လွယ်လွယ်ကူကူနဲ့အခုလိုမျိုးသဆုံးရှုံးသွားတယ်ပေါ့နော်ဒီကောင်မဲကျူလောင်သတ်ထုတ်နေလိုက်သေးတယ်ပြီးမှတ်ဖို့နေနှစ်ခုနဲ့အလောင်းတော့ကြာသူတို့တက်ကပြန်ကောက်သွားတယ်ဟုတ်တယ်လေဒါကတော့ ယူစရာအကြောင်းမှမရှိရအတိုင်းပြစ်ထားခဲ့လိုက်ခွေးသိခွေးသိပေါ့နော်အဲဒါကြောင့်ဘယ်လိုပဲဖြစ်အဲ့လိုသတင်းတွေကလည်းသတင်းထူးတွေဖြစ်တဲ့အတွက်သတင်းကောင်းတွေဖြစ်တဲ့အတွက်ခုလိုမျိုးမျှဝေပေးတာဖြစ်ပါတယ်အဲ့တော့သတင်းကောင်းတွေသတင်းထူးတွေအများကြီးရှိသလိုကျွန်တော်ပူစူးစားရမယ့်အပိုင်းတွေလည်းအများကြီးရှိပါသေးတယ်တရင်တက်ဖွဲ့တွေအခုရက်ပိုင်းမှာကမ်ပိန်းတွေတော်တော်များလှုပ်ကြတယ်ဒီကမိန်တွေကလည်းဒီအတိုင်းပဲသူတို့မြေပြင်မှာအလုပ်တွေပို့ပြီးပြီးမြောက်အောင်မြင်နိုင်မှုအတွက်ကိုပြည်သူလူထုထံအကူအညီတောင်းတာဖြစ်တယ်။အဲ့လိုတောင်းတဲ့အကူအညီတွေကိုလည်းပြည်သူလူထုအနေနဲ့တက်နိုင်သလောက်ပါဝင်ပေးကြပါအောင်လို့ဒီနေ့ကနေပြောချင်ပါတယ်ဗျ။အားလုံးပဲကျေးဇူးတင်ပါတယ်။